ဒီဇက်ကောင်တခါကျရင်ဒီစင်းတစင်းပါတယ်ငိုရဲစင်းတွေပါတယ်ရိုက်ပြီးသွားလို့ရှိရင်အဲ့မူကြီးကပါသွားတယ်ကြံခဲ့တယ်ဗောနော်အဲ့လိုအိမ်ထီကိုအဲ့လိုစိတ်ကြီးကအဲ့လိုကြီးဖြစ်နေတဲ့အခိုက်အတန့်တွေရှိတယ်ဗောနော်အဲ့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 မျိုးတွေကလည်းကိုကျွန်တော်တို့ဒါလေးလာနေတဲ့ကာလာမှုစူးစမ်းနေတဲ့ကာလာမှုလို့ပေါ့နော်အခုချက်ရေးတဲ့အထဲမှာဆိုလည်းပါတယ်အဲသူဆိုလို့ရှိရင်ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ဂျိုက်ကွင်းမှာပဲဂျိုက်ခဲ့တဲ့ဟာကိုသူထားခဲ့လိုက်ကောက်ဝေးအောင်သူပြည့်စစ်သွားပြီပေါ့နော်အဲအဲ့လိုမျိုးတွေပေါ့အဲအဲ့လိုမျိုးတွေကြတော့ကျွန်တော်တို့အခုလုပ်ဖို့စူးစမ်းနေရတဲ့အချိန်ပေါ့ ကျွန်တော်ဥစ္စာရဲ့ကားတွေအခုပြောဆောင်မဖြစ်ခင်ကလည်းကြည့်ဖို့တာရှိရပါတော့ဒါပေမဲ့အဲဒီတော့ကတော့အကြည့်ရဲဆိုတော့လည်းဟိုဒီဘယ်လိုပြောရမလဲအားပေးတဲ့သူတယောက်အနေနဲ့ပဲတမန်ကရှန်ကပဲဟိုကြည့်ရတဲ့ပုံမျိုးပေါ့နော်ဒီအလုပ်လုပ်တဲ့ချိန်မှာတော့အဲသူဗာလေးတွေလောက်တာလဲဆိုတဲ့ဟာကိုစိတ်ဝင်စားနေပြန်ပြီးတော့ YouTube ကနေပြန် share ပြီးကြည့်ပြတာလေးတော့ရှိရပါတယ်အဲတခါကျလို့ရှိရင်ကျွန်တော်တို့အကြုံအမ်းတွေဒီဆောင်ကြီးတွေပြန်ပြောပြတဲ့အကြောင်းအရာလေးတွေရှိရပါတယ်နော် အဲ့အချိန်ရလို့ရှိရင်ရန်စင်စားဖို့ကောင်းတယ်ကျွန်တော်ကိုရန်လည်းအဲ့လိုအကြောင်းမျိုးတွေပြောပြီးဆိုရင်ခုနဲ့နည်းနည်းဝေးနေတော့သူပြောနေတာနားတော့သွားပြီးနားထောင်အောင်ဖြစ်တယ်ပေါ့နော်အရန်အသိချင်တယ်ဟိုအဲ့ဒီတွေ့ကြုံတွေကကျတော့ကျွန်တော်တို့ကိုယ်တိုင်ဟိုမကြုံခဲ့ရဘူးပေါ့နော်အဲအဲ့အဲ့လာမျိုးလေးတွေကျတော့ဟိုကြားတဲ့အချိန်မှာအရန်ကိုယ်တက်လည်းဟိုအကျိုးရှိရပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ အဓိကတော့ဒီတွဲဆောင်ဘိုင်းနဲ့ပတ်သက်ပြီးတော့လေးလာဖြစ်တဲ့အရာလေးရှိတယ်ပြီးတော့သူရဲ့ပြင်မနေထိုင်မှုစနစ်မှာလည်းဟိုတိလိုက်ရတာဟာလေးအများကြီးရှိရပါတော့ဒါပေမဲ့အဲ့ဒီချို့အရာတွေကြောင့်ကျွန်တော်တို့လိုက်လုပ်ဖို့မဖြစ်နိုင်တဲ့အရာတွေအများကြီးရှိတယ်သူစိတ်ပိုင်းဖြစ်နိုင်တဲ့အရာတွေကသူအများကြီးရှိတယ်အဲ့လိုသူဖြစ်နိုင်တဲ့အရာတွေပေါ့နော်သူစိတ်ကိုသူဖြစ်နိုင်တဲ့အရာတွေအများကြီးရှိတယ်အဲ့ဒီဟာတွေကကျွန်တော်တကယ်လုပ်မဆိုရင်မလွယ်တဲ့အရာတွေပေါ့နော်အာသူဒီတက်တက်လွတ်စားတယ်လို့လည်းသိရတယ်ဗောနော်အဲအဲ့လိုမျိုးအရာတွေသူစိတ်ကိုသူပိုင်းဖြတ်ပြီးတော့ ူလုံနိုင်တဲ့အရာတွေကဟိုတကယ်ဒါတာမန်လူတွေလိုက်လို့ဖို့မလွယ်တဲ့အရာကိုသူလုတ်ပြသွားတာကိုယ်တိုင်းကတော့ internet ပြောင်းလာတဲ့အခါမှာဥကျော်ရဲ့ solution ကတော့ပြင်ကြည့်ရတဲ့အခါမှာဘယ်လိုမျိုးရလာလဲဆိုပါလေအရင်တော့ကတော့ဒါသမတ်လိုက်တက်လာနေခဲ့တာဒီလိုမျိုးလေးရတာရပြောင်းတော့အဲအဲ့ပေါ့အခုပြန်ကြည့်တဲ့အချိန်ကျတော့သူဘာလေးလှုပ်သွားတယ်ဆိုတာလေးကိုအသေးစိတ်ပြီးတော့ లై ကြည့်ဖြစ်တာပေါ့နော်အရင်တော့ကတော့အပိသူတယောက်အနေနဲ့ပဲအဲဇလန်းပုံမှာပဲလိုက်ပြီးတော့စီးမျောပြီးတော့ကြည့်ဖြစ်တာပေါ့အခုနောက်ပိုင်းကျတော့အဲသူဒီ item တစ်ခုမှာ ဘလို့ဒါအလို့ဘလို့မျိုး item နဲ့ပြောလဲဟိုတယောက်ကပြောလိုက်တဲ့ item စကားကို तू ဘလို့ response ပြန်လုပ်လဲပေါ့နော်အဲအဲ့ဒါလေးတွေဟိုဒိတ်စိတ်လိုက်ကြည့်ပြတာလေးရှိတယ်ပြီးတော့ဥစ္စာကတရားသဘာဝဆန်တယ် तू तू ပြောနေဆိုနေတာတွေကအဲ့လိုလုံယူနေတာမဟုတ်ဘူးအပြင်ကလူတွေပြောနေတဲ့အတိုင်းကို ပြောနိုင်တယ်ပေါ့နော်အဲ့ဒါလေးကတော့အရင်သူသူကြကြလေးနဲ့ဆက်ဆံကြဖို့ပါအဲကျွန်တော်တို့ကအဲ့လိုကြီးအထိတော့မဟုတ်သေးပါဘူးအခုကကျွန်တော်တို့စူးစမ်းနေတဲ့ကာလပါပဲဒါပေမဲ့အတက်နိုင်ဆုံးတော့အကောင်းဆုံးဖြစ်အောင်တော့ကျွန်တော်တို့လုပ်တယ်သဘောဝနဲ့အနည်းဆုံးဖြစ်အောင်ပါနော်တိုးဆောင်နေတာမဟုတ်ဘူးနဲ့သဘောဝနဲ့အနည်းဆုံးဖြစ်အောင်တော့စူးစမ်းပြီးတော့တိုးဆောင်ပါနော်ကျွန်တော်တို့ဒီဇက်ကောင်တခါကျရင်ဒီစင်းတစ်စင်းပါတဲ့ငိုရဲစင်းတွေပါတယ်ရိုက်ပြီးသွားလို့ရှိရင်အဲ့မူကြီးက ပါသွားတယ်ကြံခဲ့တယ်ဗောနော်အဲ့လိုအိမ်ထီကိုအဲ့လိုစိတ်ကြီးကအဲ့လိုကြီးဖြစ်နေတဲ့အခိုက်အတန့်တွေရှိတယ်ဗောနော်အဲအဲ့ဒါအဲ့ဒါမျိုးတွေကလည်းဟိုကျွန်တော်တို့ဒါလေးလာနေတဲ့ကာလာမှုစူးစမ်းနေတဲ့ကာလာမှုလို့ဗောနော်အခုချက်ရည်ရတဲ့ထဲမှာဆိုလည်းပါတယ်အဲသူဘယ်လိုရှိရင်ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ဖြိုက်ကွင်းမှာပဲဖြိုက်ခဲ့တဲ့ဟာကိုသူထားခဲ့လိုက်ကောက်ဝင်အောင်သူသိသိပြတော့ပါဗောနော်အဲ့လိုမျိုးတွေပေါ့အဲ့လိုမျိုးတွေကြတော့ကျွန်တော်တို့အခုလုပ်ဖို့စူးစမ်းနေရတဲ့အချိန်ဟုတ်အဲ့ပေါ့အခုတော့ဟိုလေ့ကျင့်လေတော့လေ့ကျင့်တာပါနော်ဒါပေမဲ့တစ်ခါကြီးကျရင်တော့ အဲဟိုတခါကျစိတ်အဆင်မပြေတာရှိလို့ရှိရင်လည်းဟိုအဲ့လိုမျိုးအဲတော့အမှုရာကြီးပါသွားမှာဆိုလို့အဲ့လိုကြိုးစားပြီးတော့ကျွန်တော်တွေ့ဆောင်ရတဲ့အခက်အခဲတွေရှိရအောင်အဲ့တော့ကျွန်တော်ဒီ character လေးနဲ့ကျွန်တော်ဒီ team ပြုခဲ့တယ်ဆိုတဲ့အတွက်အဲ့လိုဘယ်နေရာတော့သူတို့ရဲ့မြန်မာတော့ သူတို့ခေါ်တဲ့နာမည်မမုန်းလို့ပဲခေါ်ကြပါတော့เนาะအဲ့ဒါအတွက်ကြောင့်မလို့ကျွန်တော်ဘက်ကနေတခြား character လေးတွေဥမာဒီ character နဲ့မတူအောင်တော့စူးစမ်းပြီးတော့လောရတဲ့အပိုင်းတွေလည်းရှိရပါတော့เนาะဟိုဘာလို့လဲဆိုတော့ဒါပြိတ္တတွေအနေနဲ့ကျတော့ character တခုကိုသူတို့ဟိုတခြားသူတို့စိတ်ထဲရောက်သွားရကြလို့ရှိရင် detail sound တွေကိုဒီ character နဲ့ပဲမြင်နေတဲ့အားလေးတွေရှိရလေအဲ့တော့ကျွန်တော်တို့ဘက်ကနေပြီးတော့ဟိုထပ်ပြီးတော့စူးစမ်းတဲ့အပိုင်းလေးတွေရှိတာပေါ့ character တခြား character မတူတဲ့ character လေးတွေကို အဲနောက်ထပ်တစ်မျိုးပုံစံတစ်မျိုးနဲ့ပုံပေါ်အောင်လုပ်ရအောင်အဲအဲ့လိုမျိုးတော့မဟုတ်ဘူးပေါ့နော်အဓိကတော့ကျွန်တော်တို့မတူတဲ့ character လေးတွေကိုအကောင်းဆုံးစူးစမ်းကြည့်ရအောင်ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော် revive ကအသက်18ပြည့်ပြီးတဲ့သူတိုင်းတောက်သုံးလို့ရတယ်ကျမ်းမမီးတောက်လို့ရတယ်ကျွန်တော်တို့ဟိုဟာပင်ပန်းနဲ့တဲ့အချိန်မှာလည်းတောက်လို့ရတယ်ကျွန်တော်တို့စိတ်ကောဒီလူရောပေါ့နော်အဲတက်တာကြီးဖိတ်ကြည့်နေကြတယ်